จิตตาတဲ့သင်ဟာအတိတ်ကာလတုန်းကမကောင်းတာကိုလုပ်ခဲ့လို့မကောင်းတဲ့အကျိုးရလက်တွေကိုရတာအဲ့ဒီမကောင်းတဲ့အကျိုးရလက်တွေကိုဘုံမကြောက်မကောင်းမှုနဲ့ပြန်ပြီးတော့တုံ့ပြန်ခြင်းရတာလေဒီလိုတုန်းကမကောင်းလို့အခုမကောင်းတာအခုမကောင်းတာကိုမကောင်းတာကြီးနဲ့တုံ့ပြန်မယ်ဆိုရင်သင်အတွက်ကောင်းစရာအလားအလာမရှိတော့ဘူး ဒါကြောင့်ဒီကိစ္စဟာငကိုယ်တုံးကမကောင်းလို့ငါပေးဆက်ရတဲ့ကိစ္စအကျွေးပေးတယ်လို့သဘောထားပြီးတော့ကြည်ကြည်နက်နက်သာပေးလိုက်ပါပြန်ပြီးတော့ဒီပေးလိုက်တဲ့အတွက်ထပ်ပြီးတော့မယူခြင်းမာတော့နဲ့ထပ်ပြီးတော့ရင်ရင်ထပ်ပြီးတော့ပေးနေရအောင်ပါနော်သဘောပေါက်ရလားဦးစင်ပြောတာကိုအဲ့ဒါလို့သူ့ရဲ့အတိတ်ဆက်ကြောင်းကိုမြတ်စွာဘုရားကပြောပြန်ပြီးတော့ကိုမကောင်းခဲ့လို့မကောင်းတာနဲ့တွေ့ရတာဒါကိုမကောင်းတာနဲ့ပဲပြန်တုံ့ပြန်မယ်ဆိုရင်မကောင်းဆက်မကောင်းတန်တရားကလဲနေတော့မယ် ဲ့ဒီမှာမြတ်စွာဘုရားကဒကာဓမ္မတို့ဦးရှင်တို့အတွက်မှတ်သားစေရာဒေသနာတစ်ခုပြောတယ်ဗျဟောတယ်အဲ့ဒါတော်တော်ကောင်းတယ်ဘာပြောလဲဆိုတော့ဟိုသူကကိုယ့်ကိုကြံကြံထန်ထန်ပြောလို့ကိုကသူ့ကိုပြန်ပြီးတော့ကြံကြံထန်ထန်ပြောမယ်ဆိုရင်တယောက်ပြီးတယောက်ပြောနေတာနဲ့ဘယ်တော့မှဆုံးတော့မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့သင်သည်အနာပြတ်တော်ကြီးွက်ကဲ့သို့အတန်မရှိသည်ဖြစ်ပြီလောတဲ့မြတ်စွာဘုရားဆုံးမတာ နော်ဆိုကြပါစို့ဦးဇင်းတို့ကြေးဖလားလေးတစ်လုံးအနာက ကွဲနေတယ်ဆိုရင်တန်းလို့ခောက်လိုက်တယ်ဆိုလို့ရှိရင်အတန်ကခဏနဲ့ရက်သွားရောဟုတ်လားဘာလို့ဆိုတော့အနာက ကွဲပြက်နေတာကိုဟုတ်ရလားတကယ်လို့ဒါကြေးဖလားလေးရအကောင်းလေးဆိုရင်တန်းလို့ခောက်လိုက်ရင်မပြီးနိုင်ဘူးသူကပြန်ပြီးတော့အတန်တွေကထွက်နေတာအဲ့ဒါလို့မပြီးနိုင်မဆုံးနိုင်အတန်တွေထွက်မနေပါနဲ့အနာပြက်တဲ့ကြေးခေါင်းတော့အနာပြက်တဲ့ကြေးကွက်ကလေးလို့တစုံတစ်ခုနဲ့ထိခိုက်မိသွားတယ်ဆိုလို့ရှိရင် အတန်ကိုအကြာကြီး မထွက်ပါနဲ့ဟုတ်လားသူကအနားပြတ်နေတာဆိုတော့တကယ်ကိုအကြာကြီးထွက်မလားမထွက်ဘူးအဲ့လိုမျိုးကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နိုင်အောင်ကြိုးစားရမယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာပြောချင်တာကဘယ်လိုအကြောင်းတရားတွေဘယ်လိုအကျိုးတရားတွေပဲတွေ့ရတွေ့ရနောက်ွယ်မှာအကြောင်းတရားတွေဆိုတာရှိနေတယ်ဆိုတာကိုနားလည်ဖို့မလိုဘူးလားလိုတယ်နားလည်ဖို့လိုတယ်ဒါကြောင့်အထူးသဖြင့် မကောင်းတဲ့လောကဓာတ်အနေနဲ့တွေ့လာတဲ့အခါမှာအကြောင်းတရားတွေရှိတယ်ဆိုတာကိုနားလည်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုတတ်တာရရအောင်ကြိုးစားဖို့မသင်ဘူးလားသင်တယ်ဒါအကြောင်းတရားအတိတ်အကြောင်းတရားပေါ့နောက်ပြီးတော့ဦးဇင်းတို့ဟောဖြစ်ရတခုကိုအခြေခံပြီးတော့အလွန်ကောင်းတဲ့လောကဓာတ်တရားတွေနဲ့တွေ့လာတဲ့အခါမှာအလွန်ကောင်းတဲ့စဉ်းစားဆင်ခြင်ဤတခုအဲ့ဒါကိုလည်းပြောခြင်းသေးတယ်အဲ့ဒါကဘာလဲဆိုတော့ဟိုမြတ်စွာဘုရားလက်ထက်တုန်းက မြတ်စွာဘုရားနဲ့တန်ဃာတော်တွေဟာအလွန်လက်လာပပေါ်ပါတယ်။နော်ကြော်စုံမှုလည်းအလွန်ပေါ်တယ်ကြီးမွန်းတန်လည်းအလွန်ရတယ်အလွန်မျက်နှာပွင့်တယ်ပေါ့။အဲ့လိုလက်လာပပူဇော်တက္ကရာအထုထိပ်ရောက်တော့ယူဝါဒတခြားရှိတာတဲ့နော်တိဋ္ဌိပရပိုက်တွေကတန်ဃာတော်တွေတွေ့လို့ရှိရင်ဘလို့မှသူတို့စိတ်ထဲမှာတိမခံနိုင်ဘူး။နော်တိမခဏနဲ့တော့ဘာဖြစ်တုံဆိုတော့တချို့ဆိုရင်တွေ့တဲ့နေရာမှာဆဲတာမျိုးဆိုတာမျိုးစော်ကားတာမျိုးဒါတွေရှိ ရှိတော့ဒီနေ့တော့မြတ်စွာဘုရားကိုယဟန်တော်တွေကဒလိုဒလိုပဲအညတရယူဝါဒရှိတဲ့နော်တိဋ္ဌိပရပိုက်တွေကယဟန်တော်တွေကိုဆဲကြတဲ့အကြောင်းနော်လဘတက္ကရာတတိကုသောအကြောင်းကြောင့်သူတို့သီးမခံနိုင်လို့သူတို့တုံ့ပြန်ကြတဲ့အကြောင်းမြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားကအဲ့ဒီမှာဥဒန်းကျိုးတာဦးဇင်းတို့ဥဒန်းပါဠိတော်မှာတွေ့ရတာဒါလေးကယဟန်တော်တွေကိုဓာိုက်ရိုက်ဦးဇင်းတို့ဟောတာတော့မဟုတ်ဘူးဥဒန်းကျိုးတယ်ဆိုတာက ဟိုရှန်ထွက်လာတဲ့ဇကားတွေပေါ့တော့ယင်နဲ့မဆန့်လို့ရှန်ထွက်လာတဲ့ဇကားပေါ့ပိုးပြီးတော့လင်းနေတယ်လို့တောင်ယူဆတဲ့ရရှိတယ်ဥဒန်းဇကားဆိုတာအဲ့ဒါဦးဇင်းတို့ဥဒန်းပါဠိတော်ဆိုပြီးတော့မြတ်စွာဘုရားဥဒန်းနေကြီးပဲတိတ္တတန်ဃာယနာတင်ထားတဲ့နော်ကျမ်းစာရှိတယ်အဲအဲ့ဒီမှာမြတ်စွာဘုရားဘယ်လိုဥဒန်းကျူးတုံးဆိုတော့တော၌ဖြစ်စီ ရော၌ဖြစ်စီရှင်ရဲ့ချင်းချမ်းသာခြင်းဖြင့်တွဋ္ဌိတိရှိသော သူ့ကြောင့်ကိုကြောင့်ဖြစ်တည်ဟူ၍အစွဲမထားရတဲ့နော်ဒီခန္ဓာ၅ပါးရှိနေ၍သာလေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထိလာတာအကယ်၍သာခန္ဓာ၅ပါးမရှိဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထိเสียအကြောင်းဘယ်မှာရှိပါအံ့နီးတဲ့ဟောဒါလေးပြောတာအော်ဆိုးရတဲ့လောကဓာတ်နေနဲ့တွေ့လာတဲ့အခါမှာအလွန်ကောင်းတဲ့အတုမဲ့ဆစ်တလက်လို့တောင်ဥစဉ်ကထင်တယ်ဟုတ်လားပြန်ပြောမယ်နော် တော၌ဖြစ်စီရွာ၌ဖြစ်စီဆင်းရဲခြင်းချမ်းသာခြင်းတို့ဖြင့်တွေ့ထီလာသည်ရှိသော သူကြောင့်ဖြစ်သည်ငါကြောင့်ဖြစ်သည်ဟု၍အစွဲမထားရတဲ့ဟောဘယ်နေရာမှာနေနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာကတော့တွေ့ရမှာကြုံရမှာပဲဟုတ်လားဘယ်နေရာမှာနေနေဘယ်ချိန်မှာနေနေချမ်းသာခြင်းဆင်းရဲကတော့တွေ့ရမှာပဲအဲ့ဒါလို့တွေ့လာတဲ့အခါမှာဒါသူကြောင့်ဒါမှမဟုတ်ဒါငါအသုံးမချလို့အဲ့ဒါလို့ငါကြောင့်သူကြောင့်ဆိုတဲ့အစွဲတွေပြင်းပြထန်ထန်မထားပါနဲ့တဲ့ နော်သူ့ကြောင့်ဆိုရင်လည်းပဲဒါတော်တော်ရှုပ်သွားမယ်သူ့ကြောင့်ဆိုရင်ကိုကတော့ရှင်းတော့မှာလေနော်သူ့ကြောင့်ဒီဒုက္ခကြီးတွေ့တယ်ဆိုရင်သူ့ကိုပြောလိုက်မယ်သူ့ကိုဖယ်လိုက်မယ်ဆိုရင်ဒီဒုက္ခရှင်းသွားတယ်လို့ကိုကထင်မှာအဲ့လိုဆိုရင်သူ့နဲ့ပြဿနာကတည့်ရတော့မှာဟုတ်ရလားငါကြောင့်ဆိုရင်လည်းပဲငါညံ့ရလိချင်းဆိုပြီးတော့ကိုကိုကိုထိုးနှက်နေတာနဲ့လောကရန်တရားတွေကမပြောက်တဲ့အပြင်နောက်ထပ်စိတ်ဆင်းရဲမှုတွေပါတိုးမလာဘူးလားတိုးလာတယ် ဒါကြောင့်ဘယ်နေရာမှာပဲနေနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ရလိမ့်မယ်တွေ့လာတဲ့အခါမှာဒါဟာငါကြောင့်သူ့ကြောင့်ဆိုတဲ့အစွဲမထားပါနဲ့တဲ့တကယ်တမ်းကတော့ခန္ဓာ၅ပါးရှိနေလို့ဒီချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထတာပါခန္ဓာ၅ပါးသာတကယ်လို့မရှိဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းဟာတွေ့တဲ့အကြောင်းမရှိပါဘူးတဲ့အဲ့ဒီတော့ပေးတဲ့ပေါင်းတော်ကောင်းတို့ဟိုအတိတ်ကာလကအတိတ်ဘဝကပြုခဲ့တဲ့အကုသိုလ်ကံတွေဆိုတာကလည်းအကုသိုလ်ကံတွေเนาะဒါတစ်ပိုင်းတစ်ခါနောက်ပေါ့ အခုဒီဥပ္ပတိဆိုတဲ့ဒီခန္ဓာကြီးရှိနေခြင်းဒီပင်လေချမ်းသာခြင်းဆင်းရဲခြင်းတွေ့ထိခြင်းရဲ့အကြောင်းတရားပဲအဲ့ဒါဘယ်လိုဘယ်သူဘယ်သူဘယ်သူညင်းနိုင်မလို့များဘယ်သူမှမညင်းနိုင်ဦးဟုတ်ရလားအေးအဲ့တော့ဆိုလိုတာကလူတွေကခက်တာကချမ်းသာကိုသာတွေ့ကြုံလို့ရပြီးတော့ဆင်းရဲကိုကြတော့မတွေ့ကြုံလို့ကြဘူးမဖြစ်နိုင်ဘူးဒီခန္ဓာကိုယ်ကြီးရှိနေရင်တော့ချမ်းသာလည်းတွေ့ရလိမ့်မယ်ဆင်းရဲလည်းတွေ့ရလိမ့်မယ်ဟုတ်ရလား အဲ့ဒါကိုကိုကအမှန်အတိုင်းနားလေသဘောပေါက်ပြီးတော့ဩဒါဒီပဲနဲ့အကြောင်းတရားတစ်ခုပဲအကြောင်းတရားမှာတော်တော်ကြီးကျယ်တဲ့အကြောင်းတရားနော်အေးတကယ်လို့ဒီစင်ရဲ့ချင်းဆိုတာကို မတွေ့ကျင်ဘူးဆိုရင်တော့ဘဝဇတ်ချုပ်ငင်းရုပ်သိမ်းအောင်နော်ဘဝရဲ့ပုံမှာတွတ်တာမမောတဲ့တဏှာလောဘကင်းအောင်ကျင့်ဝင်ရှိတာပဲလေ